မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ကံပိုက်ဒီမြို့ကို KIA ကတင်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကဗိုလ်ကြီးအပါအဝင်စစ်တုံးဗန်းများကိုဖမ်းဆီးရရှိခဲ့ပြီးလက်နက်တရာကျော်နဲ့ drone များကိုပါတင်ပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ20ရက်နေ့ကကံပိုက်ဒီမြို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့အတွင်းနဲ့ပတ်ဝန်းကျင်တွေကိုနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်ရမှာစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါအဝင်စစ်တုံးဘန်းများကိုဖမ်းဆီးရရှိကောင်လက်နက်တရာကျော်နဲ့ခေယံများဒရုန်းများစွာကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။စစ်တုံးဘန်းတွေကိုလည်းဖမ်းဆီးရရှိခဲ့ပါတယ်။ဗိုလ်ကြီးအဆင့်ပါတယ်လက်နက်တရာကျော်နဲ့ဒရုန်းတွေလည်းရတယ်။ တရုတ်ဘက်ကနယ်စပ်ဂိတ်ကိုပိတ်ထားပါတယ်လို့ KIA ရဲ့သတင်းရေးမြစ်ကရှင်းပြထားပါတယ် KIA ကကမ်ပိုက်တီမျိုးနဲ့တရုတ်မြန်မာနယ်စပ်ချစ်ကြည်ရေးဥမေလှိုင်ကောင်းမှာ KIA ကကချစ်အမျိုးသားအလံတော်ကိုတွင့်ထူခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့နယ်မြေလုံခြုံရေးနဲ့ကမ်ပိုက်တီမျိုးရဲ့လုံခြုံရေးကို KIA ကတာဝန်ယူထားကနယ်စပ်ဂိတ်မှာလဲ KIA စစ်သားများစောင့်ကြနေကြတယ်လို့သိရပါတယ် KIA ကစစ်ကောင်စီလက်အောက်ခံစခုံတိန်ရိတ် NDAK ထိန်းချုပ်ထားတဲ့ကချင်အထူးဒေသတဲ့တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်မြို့တောင်းကလာပမြို့နယ်အမှတ်14ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံနှလုံးနဲ့ပြည်တွင်းတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ22ရက်နေ့ည9:00နာရီအချိန်ကမှတောင်းကလာပမြို့နယ်ငွေတောင်စားတောက်ဆိုင်ဘေးမှာရှိတဲ့အမှတ်14ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံနှလုံးနဲ့ပြည်တွင်းတိုက်ခတ်ရာအုပ်ချုပ်ရေးမှုများစေအိမ်မှုများနဲ့ရဲများထိခိုက်မှုရှိနိုင်တယ်လို့သိရပါတယ်။နှလုံးစလုံးပေါက်ကွဲတဲ့အတွက်ထိခိုက်မှုရှိနိုင်တယ်။နှစ်ချိန်ဇက်တိုက်ပေါက်ကွဲတဲ့အတန်အကျယ်ကြီးကိုလည်းပြည်သူတွေကြားလိုက်ရတယ်လို့ပြောတယ်။နောက်ဆက် က်တွဲတော့မသိရသေးဘူးအဲ့ဒီယုံကငွေတောင်စားတော့ဆိုင်ဘေးမှာရှိလာပါရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြောက်ကလာပါမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အရှိပိုင်းခရိုင်မြောက်ကလာပါမျိုးနဲ့ပကဖရဲဘော်များက2023ခုနှစ်မှာမစ်ရှင်လုံဆောင်ရင်းနဲ့ငွေတောင်စားတော့ဆိုင်ဝန်ထမ်းများရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ရဲဘော်ချောကလက်ခေါ်တာရင်အတွက်လက်စားချေတုံ့ပြန်တဲ့အနေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့မြောက်ကလာပပကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နောင်နဲ့မဟာမိတ်များဆင်နွှဲနေတဲ့ချင်းပြည်နယ်မင်းတပ်နဲ့ဖလန်းမျိုးသိန်းတိုက်ပွဲအတွင်းမှာအောင်မြင်မှုများရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နောင်ဆက်စည်ရေးအတွာအရေးပေါ်ရန်မုံငွေရှာဖွေမှုကိုနိုဗ ెంబ ာလ22ရက်နေ့မှာအွန်လိုင်းကနေကျင်းပခဲ့ရမှာ ချင်းညီနောင်တာဝန်ရှိသူတို့ဖြစ်တဲ့မင်းတမျိုးနဲ့ချင်းဒေသကာကွယ်တပ် CDF မင်းတရဲ့စစ်ဦးစီးချုပ်ကိုထန်းချွန်းပေကမျိုးသိန်းစစ်စင်ရေးအောင်ပွဲအချင်းကိုပြောပြခဲ့ပါတယ်မင်းတနဲ့ဖလန်းမျိုးသိန်းစစ်စင်ရေးကိုနိုဗ ెంబ ာလ9ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပြီးနိုဗ ెంబ ာလ13ရက်နေ့မှာစစ်စင်ရေးဆောင်ရွက်နေကြောင်းချင်းညီနောင်ကအတိပေးထားပါတယ်အဲ့ဒီအတိပေးတဲ့အချိန်ကစပြီးတော့ဆက်ပြီးတော့တိုက်ပွဲတွေဖြစ်နေပါတယ်တိုက်ပွဲဖြစ်တဲ့အနေအထားမှာ အဲ့ဒီအချိန်ကထက်ပိုပြီးတော့အောင်မြင်မှုတွေကျွန်တော်တို့တွေရရှိထားပါတယ်လို့ကိုထန်းချွန်းဘေကပြောဆိုထားပါတယ်ဘေးတွက်ဆိုးကျိုးအ ਨੇ ဆုံးဖြစ်အောင်စီမံခန့်ခွဲနေတဲ့အတွက်တိုက်ပွဲသတင်းများကိုအချိန်နဲ့တပြေးညီမတင်ပေးနိုင်ခြင်းဖြစ်တယ်လို့ရှင်းပြထားပါတယ်နိုဝင်ဘာလ22ရက်နေ့ညပိုင်းအထိကိုစစ်ကောင်စီတပ်ကမင်းတပ်နဲ့ဖလန်းမျိုးကိုလေရင်ပစ်ကူများဇက်တိုက်ပြုတ်လုလျက်ရှိတယ်လို့ CDF မင်းတပ်ရဲ့စစ်ဦးစီးချုပ်ကပြောဆိုထားပါတယ်အသက်ကိုဖက်နယ်ထုတ်ပြီးတော့ရှေ့တန်းမှာတိုက်ပွဲဖော်ဆောင်နေတဲ့ရဲဘော်တွေရှိပါတယ်တိုက်ပွဲဖြစ်တဲ့အားလျော်စွာ ကြာရှုံးဆုံးရှုံးမှုတွေလည်းရှိမယ်ဒဏ်ရာရတာတွေလည်းရှိမယ်ဒါတွေအတွက်လည်းကျွန်တော်တို့တွေအများကြီးဆက်ပြီးတော့တာဝန်ယူရမယ့်အပိုင်းတွေရှိပါတယ်ဒီအတွက်လည်းစေဝါကူတာမှုအပိုင်းတွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဆက်ပြီးတော့ရမုံငွေတွေလိုအပ်နေမှာပဲဖြစ်ပါတယ်လို့စေဦးစည်းချုပ်ကိုထန်းချွန်ဘေကပြောဆိုထားပါတယ်ဒါကြောင့်တနိုင်ငံလုံးမှာရှိတဲ့မိဘပြည်သူများအနေနဲ့ယုံကြည်စွာနဲ့မင်းတပ်နဲ့ဖလန်းမျိုးသိန်းဆက်ဆံရေးကိုပံ့ပိုးကူညီပေးကြပါရန်၎င်းကမြစ်တာရက်ခံထားပါတယ် ဘလောက်ပဲအခက်အခဲတွေဖြစ်နေပါစေစစ်ကောင်စီဘက်ကဘလောက်ပဲခုခံနေပါစေကျွန်တော်တို့ဘက်ကလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်ပြည်သူလူထုအထွတ်အကာအကွယ်ပေးတဲ့တပ်ကျွန်တော်တို့ရဲ့ချင်းညီနောင်ဟာချင်းပြည်သူလူထုအပါအဝင်ပြည်သူလူထုအားလုံးကအားကိုးယုံကြည်လောက်တဲ့အစင်တန်းတစ်ခုမှရပ်တည်နိုင်အောင်လို့အလုံးနဲ့တကွတက်တည်ပြဖို့ခြိတက်နေတာဖြစ်ပါတယ်အားလုံးဆက်ပြီးတော့ဝန်ဝန်ကူညီပံ့ပိုးပေးကြပါအောင်မြင်မှုတွေကိုလည်းအတူတကွကျွန်တော်တို့အတူခံစားကြမယ်လို့ကိုထန်းချုံးဘေကပြောဆိုထားပါတယ်ချင်းတရင်ရေးမြေပြောပြရဲ့အရာ ဖလန်းမျိုးတိမ့်တိုက်ပွဲမှာစစ်ကောင်စီရဲ့တပ်ကုန်းနဲ့ကာကင်းတချို့ကိုချင်းညီနောင်အဖွဲ့ကတိမ့်ပိုက်ရရှိထားတယ်လို့ပြောဆိုထားပါဗါးဒါအပြင်မင်းတပ်မျိုးရဲ့ထောက်ဝံကြောကိုချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်ထားနိုင်ကြောင်းကိုလည်းသတင်းရင်းမြစ်ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မလွဲတောင်ကြားမှာရှိတဲ့ကိုမိုင်တရားမှာဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်အစောပိုင်းကမိုင်းပေါက်ကွဲတဲ့အတော့တရားလန်သားများပျက်စီးသွားပြီးတော့ဖြတ်တန်းသွားလာလို့မရတော့ဘဲကားများပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနက်9နာရီလောက်ကတရားထိပ်ရောက်ကလေးကဖြတ်လို့မရတော့ဘူး။မိုင်းကွဲပြီးတော့လန်သားတွေပြက်နေတယ်။ကားတွေအကုန်လုံးပိတ်မိနေကြတယ်။တချို့ကလည်းလက်ပြန်သွားကြတယ်လို့ရေးမြို့ဘက်ကနေပြီးတော့လမ်းပိတ်မိနေတဲ့ကားသမားတို့ကပြန်လည်ပြောပြခဲ့ပါတယ်။ဒဝဲဘတ်ချန်းကနေတက်လာတဲ့ကားများကိုတော့မလွဲတောင်ဂိတ်ကပိတ်မဖြတ်သေး ကြောင်းမလွဲတောင်ဂိတ်မှာပိတ်မိနေတဲ့ကာသမာများထံကသိရပါတယ်မလွဲတောင်ဂိတ်ကဖွင့်ထားတယ်အစင်းဘက်ချမ်းကိုညာကလေးကတောင်ထိပ်မှာညာအိမ်နေတဲ့ကားတွေကိုတော့ပေးဖြတ်တယ်အတက်ကားတွေကိုတော့တစည်းမှာပေးမဖြတ်သေးဘူးလို့ပိတ်မိနေတဲ့ဒဝေဒေသခံကာသမာတူကပြောပြခဲ့ပါတယ်အဲ့ဒီကိုမိုင်တရားကိုဘယ်အဖွဲ့စည်းကဘာအကြောင်းရင်းကြောင့်မိုင်းခွဲခဲ့တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။သတင်းမေးမြန်းခဲ့တယ်ဒီကနေ့မနက် 9နာရီခွဲအချိန်အထိလမ်းပြန်လည်ပြုပြင်ပေးတဲ့အဖွဲ့သားများရောက်ရှိလာခြင်းမရှိသေးဘဲကားများပိတ်မိနေသေးဖြစ်တယ်လို့ကားသမားများထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းပသိမ်မြို့နယ်ကြက်ပောင်ရွာမှာအကြမ်းဖက်စစ်တပ်အတွက်လူစုဆောင်ပေးနိုင်ခြင်းမရှိတဲ့အုပ်ချုပ်ရေးမှုကိုဖျောက်ချလိုက်ပြီးတော့လောင်ကစားတိုင်းအမှုပွဲစားကြမ်းဖို့ပါတီဝင်မောင်ထဲကိုခတ်အပ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မှာပသိမ်မြို့နယ်ကြက်ပောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကြော်မိုးကိုအကြမ်းဖက်စစ်တပ်အတွက်လူစုဆောင်ပေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားတွေကဖျောက်ချလိုက်ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့လောင်ကစားတိုင်းကင်ပြီးတော့အမှုပွဲစားလုပ်နေတဲ့ကြမ်းဖို့ပါတီဝင်မောင်ထဲကိုအုပ်ချုပ်ရေးမှုအဖြစ်နဲ့ခတ် က်အပ်လိုက်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကခန့်အပ်လိုက်တယ်ကျန်းဖို့ပါတီဝင်မောင်ထင်းဟာစစ်တပ်ရဲ့အကြီးစားထောက်တိုင်ဖြစ်ပြီးတော့ပြူစောတိအဖွဲ့ဝင်များနဲ့စစ်သားများကိုတရင်ပေးခြင်းစစ်သားနဲ့ရဲများနဲ့ပူးပေါင်းပြီးတော့လောင်ကစားဝိုင်းများပြုလုပ်ခြင်း တပ်ငယ်မရေမှုများနဲ့အမှုခင်းများကိုအမှုပွဲစားလုပ်ပြီးတော့လက်စားချင်းတာဝါရိုင်းစီတွေကိုခိုးထုတ်ပြီးတော့ရောင်းစားနေသူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကြမ်းဖက်ပါတီဝင်မောင်ထင်းအုပ်ချုပ်ရေးမှုဖြစ်လာတဲ့အတွက်ကျေးရွာအုပ်စုအတွင်းမှာနေထိုင်နေကြတဲ့ပြည်သူများဟာစိုးရိမ်ပူပန်နေကြတယ်လို့သိရပါတယ်။ဒါအပြင်ပသိမ်မြို့အမှတ်30ရပ်ကွက်မှာလည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုအေးကိုကား နိုဗ ెంబ ာလ18ရက်နေ့ကရေအိုးစင်ရက်ကွက်မှာစပားရိတ်နေတဲ့လူငယ်နှစ်ဦးကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့အတိအဓမ္မခေါ်ဆောင်သွားတယ်လို့သိရပါဗါးအဲ့ဒီအုပ်ချုပ်ရေးမှူးအေးကိုဟာဆယ်ရက်ကွက်အတွင်းမှာရှိတဲ့နယ်မြေတစ်ခုကိုပြည်သူတအုပ်နှုံးနဲ့စစ်မှုထမ်းတပ်သားတဲ့စုဆောင်းရန်စီစဉ်နေပြီးတော့စစ်မှုထမ်းရန်ခေါ်ဆောင်တယ်လို့တိုင်ကြားသူရှိပါကဝတ္တရားနောက်ဆက်မှုနဲ့ဖမ်းဆီးမယ်ဆိုပြီးချင်းချောက်မှုများကိုလည်းလုံဆောင်နေတယ်လို့သိရပါဗါးအေးကိုဟာအရက်သေးသာတောက်စားမှုယူကမိမကိစ္စကိုလည်းပွေရှုပ်သူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်ကုတ်ကိုကုံတိုက်နယ်ဆေးရုံကိုအကြမ်းဖက်ဆက်တပ်ကဝင်ရောက်စီးနှင်းပြီးတဲ့နောက်တပ်ဆွဲထားကကုတ်ကိုကုံကျေးရွာအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်လာတဲ့အတွက်ကျေးရွာ၅ရွာကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မွန်လွယ်ပိုင်းကစတင်ပြီးတော့ကျွန်းလာမြို့နယ်ကုတ်ကိုကုံတိုက်နယ်ဆေးရုံကို633 36တိုက်ရင်ကနေထွက်လာတဲ့အင်အား400ခန့်ပါတဲ့ဆက်ကြောင်းကဝင်ရောက်စီးနှင်းပြီးတော့ရွာထဲနဲ့ဆေးရုံမှာနှစ်ရက်ဆက်တိုက်တပ်ဆွဲထားတယ်လို့သိရပါတယ်။အဲ့ဒီအ ကျမ်းပါစစ်တပ်စစ်ကြောင်းတက်ဆွဲပြီးတဲ့နောက်ကိုကိုကုန်းရွာအနီးကိုလေရင်နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အနီးနာမှာရှိတဲ့ခြေရွာ၅ရွာကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းကိုကိုကုန်းရွာအတွင်းနေအိမ်တချို့ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။စစ်ခွဲစစ်ကြောင်းကကိုကိုကုန်းရွာထဲမှာပဲရှိနေသေးတယ်။မနေ့ကတော့ဒီနေ့ကောလေရင်နဲ့နှစ်ရက်ဆက်တိုက်စစ်ခွဲတွေဘုံကျဲတိုက်ခိုက်လို့အနီးနာကရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးနေရပါတယ်။စစ်ကြောင်းကလမ်းရှင်းနေတာထင်းတယ်။မြေပြင်ထိတွေ့မှုဘာမှမရှိဘူး။ နေတိုင်းလိုလိုလေရင်နဲ့ဘုံလာကျဲနေတာပြီးတော့စစ်ခွဲတွေအင်အားထပ်ဖြစ်နေတယ်အားလုံးပေါင်း400လောက်ရှိမယ်ကြည်ရတာရွာတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်မယ်ထင်တယ်လို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိအချိန်ထိအကြမ်းမဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲအကြမ်းမဲ့စစ်တပ်ကကြည်ပါများကိုလေရင်နဲ့ဇက်တိုက်ပြီးတော့ဥတီတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲမနေ့ကကျွလာမြို့ပေါ်ကိုထွက်လာတဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာလဲစစ်ကား3စီးနဲ့ကံပေါက်ရွာကိုရောက်ရှိလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ